ားလုံးမင်္ဂလာပါအခုရက်ပိုင်းအတွင်းမှာတော့ Chelsea တင်းရဲ့ Argentina ဝင်းနဲ့ကစားသမားဖြစ်တဲ့ Ansu Fernandez နဲ့ပတ်သက်ပြီးတော့ဗောလေဒါကောလာဟာလာတင်းတွေကတက်နေတယ်ဒါကတော့ Ansu Fernandez ကို Spain La Liga ကလပ်တင်းဖြစ်တဲ့ရေးမထွက်တင်းကကျွန်တော်တို့ဒါပြောင်းရွှေ့ကြီးဗောလေဒါ Euro တန်းတရာဝင်ချင်လောက်နဲ့ဒါရေးမထွက်အသင်းစီကိုခေါ်သွားမယ်ဆိုတဲ့တင်းတွေတောက်လျှောက်တက်နေတယ်ဆိုတော့အာဒီသတင်းနဲ့ပတ်သက်ပြီးတော့ဗောလေဒါကျွန်တော်အမြင်ဗောလေကျွန်တော်အမြင်ဆိုတော့ဟိုဒီအပြောင်းရွှေ့ကဖြစ်မြောက်ဖို့ရာခိုင်နှုန်းမရှိသလောက် ဖြစ်ဖို့များတယ်လို့ပြောလို့ရတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့အန်ဆိုဖာနန်ဒက်တီပထမအချက်ကအန်ဆိုဖာနန်ဒက်တီချက်စီအသင်းမှာပိုဇီရှင်တနေရာပျောက်ဆုံးနေတဲ့ကစားသမားတစ်ယောက်မဟုတ်တယ်လို့အဲကျွန်တော်လက်ရှိမှာလည်းချက်စီအသင်းမှာအဓိကအခေယကစားသမားတစ်ယောက်ဖြစ်နေတဲ့အချက်ရယ်။နောက်တစ်ချက်ကအန်ဆိုဖာနန်ဒက်တီချက်စီအသင်းနဲ့ကာလာရှီစာချုပ်ချုပ်ထားတဲ့ကွင်းလေကစားသမားတစ်ယောက်လည်းဖြစ်တယ်။ဆိုတော့အန်ဆိုဖာနန်ဒက်ကချက်စီအသင်းနဲ့2030နဲ့ နှစ်အထိပေါ့လေနောက်ထပ်ဒါ6နှစ်နီးပါးလောက်စာချုပ်တတန်ရှယ်စာချုပ်နဲ့ချုပ်ဆိုထားတဲ့ကစားသမားဖြစ်တဲ့အတွက်အာကျွန်တော်တို့တခြားအသင်းကိုပြောင်းရွှေ့ဖို့ဒါကလပ်အသင်းကရောင်းချဖို့အစီအစဉ်မရှိတဲ့ပုံစံမျိုးလို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့ အချက်စီတင်ကအန်ဆိုဖာနန်တက်ကိုခေါ်ခဲ့တဲ့ကကျွန်တော်တို့လူငယ်ကစားသမားကိုယ်လည်းကစားသမားတယောက်ကိုကျွန်တော်တို့အသင်းရဲ့ရေရှည်ပလန်အတွက်ပဲအဓိကထားပြီးခေါ်ခဲ့တဲ့အတွက်ဒီကစားသမားကိုရောင်းချဖို့ဆိုတာကလပ်တင်ဘက်ကစီစဉ်ထားခြင်းမျိုးမရှိဘူးလို့မြင်တယ်။အန်ဆိုဖာနန်တက်ကိုယ်တိုင်ကခြေစွမ်းရမ်းကြတာကလပ်တင်မှာအဆင်မပြေတာဒါမျိုးဆိုရင်တော့ကလပ်တင်ကရောင်းချကောင်းရောင်းချနိုင်တယ်ဆိုပေမဲ့လို့ လက်ရှိမှာအက်ဆိုဖာနာတက်ကကျွန်တော်တို့ဒီမွိုင်းဆက်စကိုင်စီတို့နဲ့ဒီချက်စီတဲ့အဓိကအခေယကစားသမားတယောက်ဖြစ်နေတယ်။ခိုးပါမကိုရိုင်းကဒါကျွန်တော်တို့ခြေစွမ်းမကြဆင်းနေတယ်ဆိုပြီးမဲ့လို့အဆိုဖာနာတက်ကကျွန်တော်တို့ချက်စီတဲ့အဓိကကစားသမားဖြစ်နေတဲ့အတွက်ရောင်းချဖို့ရာခိုင်နှုန်းနည်းတယ်လို့မြင်တယ်။ဒါပထမအချက်ပေါ့လေ။ဒုတိယအချက်ကကျွန်တော်တို့ဒါဒီရေမထွက်တင်ရဲ့ transfer policy ပေါ့လေ။ ဆိုရမထွက်တည်ရဲ့ transfer policy ကခုနောက်ပိုင်းနှစ်တည်းမှာကျွန်တော်တို့ပြောခဲ့တယ်လို့ပဲ transfer အားလုံးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့မြင်ခဲ့ရတယ်ဒီနောက်ထပ် MVP နဲ့ပတ်သက်ပြီးတော့လည်းမြင်ခဲ့ရတယ်ဒါကဒီကစားသမားတယောက်ကိုစာချုပ်ဖြတ်သိမ်းခြင်းအများကြီးပေးပြီးတော့ခေါ်လာတဲ့စာရင်ကစားသမားရဲ့အလွတ်ပြောင်းရွှေ့ခြင်းကိုသူတို့စောင့်နေဒီကြားထဲမှာကစားသမားကိုညှိထားတယ်ဗောလေငါတို့မင်းအလွတ်နဲ့ပြောင်းရွှေ့ခြင်းနဲ့အချိန်ကြရင်ငါတို့အသင်းကိုလာခဲ့ငါတို့ကမင်းကိုဘယ်လိုအခွင့်အရေးတွေပေးမယ်ဆိုတော့ ဒီ attraction မျိုးပေးပြီးတော့ခေါ်တာတွေ့ရတယ်။ဒါကြောင့်အော်ကျွန်တော် chess တဲ့နဲ့များစွာကြံနေသေးတဲ့စာချုပ်တက်တန်ကြံနေသေးတဲ့ကစားသမားတယောက်ကိုရဲမထွေတဲ့ကစာချုပ်ဖြတ်သိမ်းချေပေးပြီးခေါ်မယ်လို့တော့ကျွန်တော်ကမချင်ဘူး။ဒါအဲနောက်တစ်ချက်ကတကယ်လို့ဒါကျွန်တော်တို့ဒါရဲမထွေတဲ့ကအဆိုဖန္နတက်ကိုခေါ်မယ်ဆိုရင်အဆိုဖန္နတက်ကိုယ်တိုင်ကလည်း chess တဲ့မှာနေရာပြောက်လို့ကျွန်တော်ရဲမရဲပြောင်းသွားခြင်းနဲ့ဆိုရင်တော့မှစာချုပ်ဖြတ်သိမ်းချေကအနည်းဆုံးတန်150ဝန်းကျင်လောက်ကျသွားနိုင်တဲ့အနေအထားမှာရဲမထွေတဲ့က ဒါလောက်ကြီးပမာဏပေးပြီးတော့မှအန်ဆိုပါနာတက်ကိုခေါ်เสียအကြောင်းမရှိဘူးလို့မြင်တယ်ဒါကကျွန်တော်တို့တွေးကြည့်တဲ့အမြင်ပေါ်လေဒါအပြင်ကျွန်တော်တို့ဒီရေမထွက်အတင်းမှာလဲကွေးလက် option ကစားသမားတွေကအများကြီးရှိတယ်ဂျူပေလင်ကံပဲကြည်ကြည်ဒါကျွန်တော်တို့ဂျူဝမန်ဒီပဲကြည်ကြည်အနောက်ချက်ကဒါကာမပင်ကပဲကြည်ကြည်ရမတွေ့အသိရဲ့ကွေးလက် option တွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ကစားသမားအလုံးကတကယ်ဝါ class player တွေကြည့်ပဲအန်ဆိုဖာနန်ဒက်နဲ့ဒန်တူအန်ဆိုဖာနန်ဒက်တဲ့တားတဲ့ကစားသမားတွေပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ ီအတွက် exophanata ရောက်လာတဲ့ခါမှာလဲဒါကျွန်တော်ရေမထွက်အတဲ့အတွက်တော့ကျွန်တော်မလိုလားပဲねဒီ position ပြဿနာတွေဖြစ်လာနိုင်တဲ့အခြေအနေမှာကျွန်တော်တို့ဥက္ခရ virus flow ကလည်းဒါမျိုးတွေအဖြစ်ခံမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ရေမထွက်တင်းကကျွန်တော်တို့ exophanata ကိုခေါ်ဖို့ဆိုတာဖြစ်နိုင်ခြေရာခိုင်နှုန်းနည်းတယ်လို့မြင်တယ်ဆိုတော့ဟို information ဆိုတာကတော့ဖြစ်နိုင်စွာနေကိုပဲရေးကြတဲ့အများတဲ့အတွက်တရင်ကဒီကျွန်တော်တို့တကယ်ပဲ reality ပြောင်းသွားရင်တော့ဒါတမျိုးပေါ့ဗျာအဲဆိုတော့ဒီအခြေအနေမှာ အဆိုပါနဲ့မပြောင်းရွှေ့နိုင်ဘူးလို့ရေမထွတ်ကုန်းကိုမပြောင်းရွှေ့နိုင်ဘူးလို့ကျွန်တော်ကမြင်တယ်နောက်တစ်ချက်ကကျွန်တော်တို့ international break မှာကျွန်တော်တို့ဒီ Argentina အသင်းဘော်တွေဖြစ်တယ်ဗောလေဒါကျွန်တော် Atletico Madrid မှာကစားနေတယ်အသင်းဘော်တွေဖြစ်တဲ့ကျွန်တော်တို့ဒါ Julian Alvarez ဒီဘော် Molina အဒါပြင်ကျွန်တော်တို့ဒါဒီ Atletico Madrid တင်းရဲ့အဲနီးပြရဲ့သားဗောလေဒါ Simeone ရဲ့သားတို့ ကကျွန်တော်တို့ ASO Fundanet နဲ့ပတ်သက်ပြီးတော့မှမင်းငါတို့အတင်းကိုပြောင်းခဲ့ပါလားဒါမျိုးစည်းုံးနာတွေရှိခဲ့တယ်ဆိုပြီးတော့သတင်းတွေတက်ခဲ့တယ်ဒါမျိုးလို့ ASO Fundanet ကလက်ရှိအခြေအနေကချေစီအတင်းမှာပဲဆက်ရှိဖို့ကြိုးပမ်းသွားမှာဖြစ်ပြီးတော့မှသူ့အနေနဲ့ဒါဒီအတလက်တီကိုမက်ထရစ်ကိုပြောင်းတာရေမက်ထရစ်ကိုပြောင်းတာတခြားဘေကလပ်ကိုပြောင်းနေဆိုတဲ့ဆုံးဖြတ်ချက်မျိုးကိုချမှတ် ချသွားမှာမဟုတ်ဘူးဆိုပြီးတော့မှအန်ဆိုဖန်နတ်ကပြောထားတယ်ဆိုပြီးသတင်းတွေကတက်တယ်ဆိုတော့လက်ရှိအခြေအနေကအန်ဆိုဖန်နတ်ဟာချဲစီမှာအခေယကစားသမားဖြစ်တယ်လို့ကျွန်တော်အသင်းရဲ့ scan covering လည်းဖြစ်တယ်ဒါကြောင့်အခွင့်အရေးတွေအများကြီးရနေတယ်ပေါ်ထောက်ခွင့်လည်းပုံမှန်ရနေတယ်ဆိုတော့ဒီလိုအခြေအနေမျိုးကနေတခြားအသင်းကိုပြောင်းပြီးတော့မှဒီ position တစ်ခုအတွက်ဒီ attach လောက်အောင်မှာမျိုးကစားသမားကရွေးချယ်မှာမဟုတ်တယ်လို့ရဲမထွက်လို့ဒါချဲစင်စုကစားသမားရေစုနေတဲ့အခြေအနေမှာဟိုကိုပြောင်းသွားလို့ နေရာပြောက်သွားတာဒါမျိုးဖြစ်လာရဆိုရင်ကစားသမားတို့အများကြီးထိခိုက်နိုင်တဲ့အခြေအနေမှာကစားသမားကဒီအခြေအနေတွေကိုတွေးလိုက်မယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အဲဆိုဗန္ဒတ်အနေနဲ့အာကျွန်တော်တို့ဒါရာသီအစအစောပိုင်းက struggle ဖြစ်တဲ့ဒီမိသားစုအရေးတွေအာကျွန်တော်တို့ဒါဒီပေါ့လေဝေဖန်မှုတွေမြင့်တက်နေတဲ့အခြေအနေမှာကစားသမားခြေစောင်းမရအားမရစရာတွေဖြစ်ခဲ့တယ်ဆိုပေမဲ့လို့ လက်ရှိမှာတော့အဆိုဖနာတက်ကချဲစီတဲ့တကယ်အခေယဖလီယာဖြစ်နေတဲ့အတွက်ရဲ့အဆိုရဖနာတက်ကိုရိုင်းကချဲစီတဲ့မှာနှစ်ရှည်လာမြပေါ့လေဒါကျွန်တော်တို့2030နဲ့နှစ်ထီကာလရှည်စာချုပ်ရှိတာရဲ့ကလပ်အသင်းဘက်ကလည်းအဆိုဖနာတက်ဘွိုက်ဆက်စကိုင်စီတို့ဒါအပြင်ကျွန်တော်တို့ဒါချဲစီကဝယ်ထားတယ်ပေါ့လေစပိုတင်လက်စပွန်အသင်းရဲ့ဒါကွေးလေကစားမဖြစ်တဲ့အဆူကိုတို့လာမယ်ဒါအပြင်ကျွန်တော်တို့ဒါဒီဘရာဒီ အသိရဲ့ပေါ့လေကစားသမားလည်းဖြစ်တယ်လက်ရှိဒါကျွန်တော်တို့ဒီ strap ငါချထားစန်တိုကိုလာဖို့အခြေအနေရှိတယ်ဆိုပေမဲ့လို့ကွင်းလေ option နေအများရှိတယ်ဆိုပေမဲ့လို့ကျွန်တော်တို့ဒီ jubilee hall ရဲ့အနာဂတ်က chelsea team မှာဆက်ရှိဖို့မတိကြဘူးဆိုတော့ chelsea လည်းပြိုင်ကြဒီ ဟိုအနေအထားတွေများတဲ့အတွက်ဒီလိုဂျယ်စင်စုကစားသမားတွေစုပြီးတော့မှကျွန်တော်တို့ဒါအန်ဆိုဖာနာဒက်ကအန်ဆိုဖာနာဒက်ပေါ့လေဒါတစ်ဖက်မှာကျွန်တော်တို့မိုက်ဆက်ကန်စီတို့ကဥဆောင်ပြီးတော့မှဒါချယ်စီတင်းရဲ့ option အတွက်ကွင်းလယ်အတွက်ပေါ့လေဒါအဓိကဥဆောင်သွားမယ်ကစားသမားတွေဖြစ်ဖို့များတဲ့အတွက်ကျွန်တော်တို့ချယ်စီတင်းကတော့အန်ဆိုဖာနာဒက်ကိုယူရိုတန်း90လောက်နဲ့လဲရောင်းသွားမှာမဟုတ်တလို့ကျွန်တော်တို့သတင်းတွေတက်နေတဲ့ဒီရဲမထွေအတင်းရဲ့ဘရာဇီးတောင်ပိုင်းကစားသမားဖြစ်တဲ့ဒီပေါ့လေကျွန်တော်ရိုရီကိုနဲ့ အဲကစားသမားချင်းဆွတ်လုတ်ပြီးတော့မှရိုဒရီကိုကိုကျွန်တော်ချက်စင်းကလိုအပ်တဲ့ပမာဏပေးသွားဖို့ခုံဖို့ဆိုတဲ့အခြေအနေနဲ့မဖြစ်နိုင်ဘူးလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ချစ်ရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာတော့ဒါမြန်မာနိုင်ငံမှာပေါ့လေလက်ရှိဒါငလျင်တန်ခံခံစားရတဲ့ကျွန်တော်ပျက်စီးတာအများရှိတယ်အဲခံစားရတဲ့သူတွေရောမြန်မာပြည်သူပြည်သားအားလုံးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းပါတယ် ကြည့်ရှုပေးကြတဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်